ောက်တိုဘာ15တွင်ရန်ကုန်သို့ကျွန်တော်ပြန်ရောက်သည်။အယူကံကိုကျန်းနာရန်ဟိုက်ကုတ်က29နှစ်တွင်ကြိတ်ထားသည်။အများပြည်သူတို့မှထိုမှုကိုများစွာစိတ်ဝင်စားရာအယူကံကိုစောင့်မျှော်နေကြသည်။မစ္စတာဂျက်စတန်နလစ်ဤသို့စီရင်လိမ့်မည်နည်းနလစ်သည်လန်ဒန်ဝလုံတော်ရတယောက်ဖြစ်သည်။အချိန်တိုင်းတွင်တကြအမှုထမ်းဖို့သူကမဟုတ်ပေ။ထို့ပြင် မှန်သည်ထင်လျင်လောက်ရဲသူဟုကြောက်ချသူတယောက်ဖြစ်သည်။ ပိုတက်စကျူမှုနဲ့ပတ်သက်၍ကဤသို့ကျွန်တော်ခံယူထားမိသည်ကျွန်တော်ထင်မြင်ယူဆချက်နဲ့တွေးခေါ်ဆင်ခြင်ပုံတို့သည်မှန်ကန်သည်ဖြစ်စေလူချင်းမွန်းခလိုက်သည်ဖြစ်စေဟိုက်ကုတ်ကကျွန်တော်ယုံမိန်ကိုအတီးပြုတ်လိုက်သည်ဖြစ်စေ1930မြမပြည်တွင်မူထိရောက်မှုရှိနိုင်မည်မဟုတ်ပေအစိုးရကလည်းကျွန်တော်အယူအဆမျိုးကို လက်ခံနိုင်မည်မဟုတ်လိုအပ်လျင် ဝင်ရောက်ဆက်ဖက်ညီမတေချာသည်ဟုကျွန်တော်ယုံကြည်သည်အစိုးရ၏သဘောထားကို မစ္စတာနေလေလည်းတည်နေပြီဖြစ်လိမ့်မည်။ယူကံမှုတွင်အဖြေ၃မျိုးထွက်လာနိုင်သည်။ပထမနည်းလမ်းမှာနလစ်ဒီကျွန်တော်စီရင်ချက်ကိုအတည်ပြုမည်။ကျွန်တော်ကောက်ယူပုံကိုသဘောတူမည်။ကျန်သည့်အပိုင်းကိုအစိုးရကတင့်တယ်လို့အရေးယူဆောင်ရွက်ရန်ပင်ဖြစ်သည်။ဒုတိယနည်းမှာစစ်ဆေးချက်ကိုသဘောတူမည်။တို့တော့စီရင်ချက်ကိုတမျိုးပြောင်းလဲချမှတ်နိုင်သည်။တနည်းအားနည်းလမ်းမှာကျွန်တော်နှင့်တွေးခေါ်ယူဆပုံချင်းလုံးဝကွဲပြားက တရားခံကိုလွတ်ပြစ်နိုင်တယ်။ဤတွင်ပထမနှင့်တတိယနိလန်းတို့ဖြစ်နိုင်ဟုကျွန်တော်တွက်ဆထားသည်။ဒုတိယနိလန်းမှာ သူ့ရွေးနိလန်းဖြစ်သည်။ထောက်ထားတညာရမည်အကြောင်းကိစ္စများရှိနေကြလျင် ထောင်ထံစီရင်ခြင်းကိုပယ်ဖြတ်နိုင်သည်။သူ့ဘက်ကဘယ်ပုံဘယ်နည်းတနာညတာစိတ်ဝင်နိုင်မလဲဟုကျွန်တော်စဉ်းစားကြည့်မိသည်။တစ်ဖက်ကကြမ်းကြမ်းခရိုင်ရိုင်လေးတန်းလွှင့်နေသည့်ဖြင့်တနာညတာစိတ်ဝင်နိုင်သလား။စာတဝိတ်ဆိုရင်က တမျိုးတို့ဖို့တွေးခေါ်လိုက်မည်နလစ်နဲ့စัจကြပတ်သဘောထားမျိုးပေါ်နိုင်သည်တိုးတော်လဲနလစ်တွေညတာစိတ်မရှိသည့်တိုင်တရားခံဘက်ကပူစရာမလိုအစိုးရ၏ထောက်ထားညတာမှုကိုညှော်လင့်နိုင်သည်သည်အယူခံကျမ်းနာကြီးအချိန်တွင်အမှု၏အလားအလာမှာဤသို့ရှိနေလေသည်အယူခံမှုကျမ်းနာစဉ်ဟိုက်ကုတ်တို့ကျွန်တော်ရောက်မသွားတိုးတော်စီရင်ချက်ကိုမူနောက်တစ်နေ့မနေ့သတင်းစာများတွင်ဖတ်ရသည်စီရင်ချက်တွင်ဤသို့ရှင်းလင်းဖော်ပြထားသည် အောင်ယုံတရားသူကြီးဖြစ်သည့်ကျွန်တော်၏စီရင်ချက်ကိုပထမထောက်ခံသည်အပြစ်ပေးထိုက်အောင်တက်တည်ထောက်ထားခိုင်တော်သည် ကြေးကွင်လျှောက်ထားသည်ကိုကျွန်တော်ယုံကပယ်ချလိုက်သည်မှလည်းမှန်သည်အเจ้าမှာအများပြည်သူလုံခြုံမှုကိုထောက်ထားရမည်ဖြစ်တော့ကြောင်းဟုထောက်ပြသည်ထို့နောက်တရားခံအရက်တောက်ထားသလားမတောက်ဘူးလားဆိုသည်ကိုစောကြောသည်တရားခံသည်ပြစ်မှုကျူးလွန်စဉ်အရက်တောက်ထားသည်ဟုညီသူကားမှအစင်မကန်းတရားခံ၏အပြုအမူ အကျင့်စာရိတ္တတို့ကိုဟိုက်ကုတ်ကမစော်ကြောပေထို့တူတရားခံသည်ပြမှုကျူးလွန်စေကအရက်တော့ဟန်သူသည်ဟူသောတန်တရားမျိုးကိုလည်းမဆွေးနေမတင်ကြတရားခံ၏အပြုမှုကိုလေးလူရှုခဲ့ပြီးနောက်မစတာနလစ်သည်ကျွန်တော်ပေးသည့်အပြစ်ဒဏ်ကို ထောက်ပြသည်ထောင်ဒဏ်၃လစီရင်ခြင်းမှာအလုံးမှထုတ်ပယ်လိုက်သည့်အတိတ်ပဲမျိုးတယောက်သည်ရာဇဝဲမှုနှင့်ပတ်သက်၍ပော့ရှော့မှုပော့ဆာမှုတို့သည်မိမြပင်ကြီးမားသည့်ဖြစ်စေစစ်တပ်အရာရှိတို့ကိုအလုံးမှ မထုတ်ပဲတင်ဟုနလိကတင်ပြသည်နလိဤစီရင်ချက်ကို နားလည်ရတော့ခတ်သွားသည် ရာဇဝဲမှုကျင့်ထုံးဥပဒေကိုပြုစုခဲ့သူများသည်အဆိုပါပြည့်မှုမျိုးအတွက်ပြစ်ဒဏ်ဆင်ရတွင်စစ်ဗိုလ်များကိုကျွန့်ချက်ပေးရမည်ဟုရည်ရွယ်ရင်းရှိသလားသို့တော်မစ္စတာနလိကဤကျွန့်ချက်အရအခြားမည်သည့်လူဒဇာကရောခန်းစားပိုက်ွက်ရှိသည်ကိုပေါ်ပြရရင်မေးလျော့နေသည်တော်တော်လေးစစ်တပ်အရာရှိဆိုရ၌အင်္ဂလိပ်စစ်ဗိုလ်များတမကား မြန်မာစစ်ပေါ်များပါခန်းစား권ရှိသည်ဟုဖော်ပြရန်ကုန်ကအမိပဲထိုချိန်တွင်ဗြိတိရှ်တပ်မတော်၌ဤတိတရင်တွင်မှမြန်မာစစ်ပေါ်များမရှိသေးပဲစီရင်ချက်ကိုဤသို့နှိတ်ကုန်ချုပ်ထားသည်ထို့ကြောင့်ထောက်တန်းစီရင်ချက်ကိုကျွန်ုပ်ပယ်ဖျက်လိုက်သည်သို့တော်တရားခံ၏ပေါ်ဆမှုမှာကြီးလွန်းသည်ဟုယူဆသဖြင့်ယခုဆွတ်ဆူထားသည့်ပုံမှန်ရန်ဒံငွေပေးဆောင်စီရမည်ဝန်내စွာဖြင့်ပင်ဒံငွေ7000ကိုသာပေးဆောင်ရန်ပြစ်ဒဏ်ချမှတ်လိုက်သည် ရင်းတံခွေတထောင်ကိုဒရရတူအမျိုးသမီးနှစ်ဦးအားအညီညာခွဲဝေပေးရမည်။အမှန်စင်စစ်ဤပြမှုသည်ဒံခွေနှင့်လုံလောက်ပေ။သို့သောထောင်မချနိုင်ရကဒံခွေတက်ရုံသာရှိလေသည်။သူ့ဘက်ကလည်းအချင်းအကျက်တွေ့နေလျာဤစီရင်ချက်သည်တက်နိုင်ဆုံးသူ့ဘက်ကဖန်တီးပေးမှုတစ်ခုပင်ဖြစ်လေသည်။တရမရုံးတွင်ဆွဲဆုံမည်ဆိုလျင်မူအမျိုးသမီးနှစ်ဦးမှာဒီထက်ပို၍ရောကြီးရနိုင်စရာအကြောင်းရှိသည်။သို့သောထုံးခွေသည်အတော်လေးညပါသည်။ ဒီတို့ဖြစ်စေအချက်တခုမှာထင်ရှားပေါ်လင်လာသည်ရင်းမှာအကယ်၍တရားခံသည်စစ်ဘုတ်ကလေးတယောက်မဟုတ်ခလေဤပြစ်မှုအတွက် ထောင်နှန်းဆိုင်ရသည်ဟူသောအချက်ပဲဖြစ်သည်တရားခံထောင်နှန်းမဆိုင်ရသည်မှာတရားသွားပြီဖြစ်ရာသူရက်တော့မတော့ဆော်ကြောရင်အကြောင်းမပေါ်လာတော့ပဲအလောက်ထုတ်မခံရတော့သဖြင့်လေထိုစဉ်ကသူ့အပြုတ်မှုမှန်ကန်ရလားဆိုသည့်ပြဿနာသည်မိမ့်မိန်သွားပြီဖြစ်သည်အလုံးကိုချုံကုံတုံးတက်နေဆိုရင်တရားရုံးမြတ်၏စီရင်ချက်တို့သည် ကျင်းနဲ့ဖွဲ့ပင်ဖြစ်သည်ကျွန်တော်အစီရင်ချက်တည်တော်တက်ဖြောက်မဲ့သည့်စီရင်ချက်တစ်ခုဖြစ်သည်နလေးဤစီရင်ချက်မှာပြည့်ရလာသည့်အခြေအနေရပြောင်းလဲပြင်ဆင်ရခြင်းဖြစ်လေသည်ကျွန်တော်စိတ်ထဲတွင်မူအများပြည်သူတို့ကအင်္ဂလိပ်တရားမျှတမှုကိုတည့်ရပြုစီလိုခြင်းပင်ဖြစ်လေသည်ငကိုကပင်တရားမျှတမှုရှိပါသည် ဆိုသော အင်္ဂလိပ်တရားကျောင်းတို့၏အစဉ်အလာကိုထိမ့်သိမ်းထားရမည်ဟုကျွန်တော်သဘောရသည်ယခုလဲကျွန်တော်တို့ကိုယ်သိခါမကြဆင်းသေးပါသို့တော့ကျွန်တော်လောကြည့်သွားသည် ထင်မှားသွားတယ်အကြောင်းရှိပါသည်ရဲမှာအုတ်ချုပ်ရေးဘက်ကဝင်ရောက်ဆွတ်ဖက်တော့ကြောင့်ဖြစ်ပေသည်ဟိုက်ကုတ်ကစီရင်ချက်ချပြီနော်၃ရက်အကြာလိုဝင်မှာတရက်တွင်ရီဗလီထံမှစတဆောင်ရသည်စာမှာခတ်တူတော်ပေဖြစ်တော်လဲလိုရင်းကိုရှင်းရှင်းဖော်ပြထားသည်စာကဤသို့ဆိုသည်ယခုဆိုလျင်ဟိုက်ကုတ်ကလည်းအယူကန်စီရင်ချက်ချပြီဖြစ်ရာကျွန်တော်နဲ့သက်ဆိုင်သည့်ကိစ္စကိုသူကအဆူအတော့တင်ပြသည် ပေါ်ဒက်စတူမှုတွေကျွန်တော်ဤစီရင်ချက်မှာအညော်အမြင်ကိမ့်မဲ့သည့်စီရင်ချက်မျိုးဖြစ်နေသဖြင့်ကျွန်တော်ကိုရန်ကုန်ခရိုင်တရားသူကြီးရတုမှကြောက်ရွံ့ပေးရန်တင်ပြထားပြီးဖြစ်ဒီကိုသူကအတိပေးခြင်းပင်ဖြစ်သည်စာအသေးပဲကိုကျွန်တော်ကဤတော့ကောက်ချက်ချသည်ဗြိတိရှစစ်ဘုံတယောက်ကိုကျွန်တော်ကထောင်နှံစီရင်သဖြင့်ရန်ကုန်ခရိုင်တွင်တရားစီရင်ပိုင်ခွင့်အနာကိုအနှင်းရန်မသိလျော်ဟုဘကိုးတိုင်းမင်းကြီးရီဗလီကယူဆသည်တို့ဖြစ်ရာသူယူဆချက်သည်မှားယွင်းသဖြင့် ူကိုကန့်ကွက်ရန်ဆုံးဖြတ်လိုက်သည်ထို့နောက်ဘယင်ကန်နှင့်တွေ့ဆုံဆွေးနွေးလိုကြောင်းကိုကြီးအတွင်းဝန်ထံစာရေးအခွင့်တောင်းလိုက်သည်ဘယင်ခန်နှင့်ဓာတ်ရိုက်တွေ့ခွင့်တောင်းခြင်းမှာအကြောင်းရှိသည်အတွင်းဝန်ချုပ်မစ္စတာလီနှင့်၎င်းပြည်ထရေးဝန်ကြီးချုပ်မစ္စတာလွိုက်နှင့်၎င်းတွေ့ဆုံပြောဆိုရန်မလွယ်ဘူးသူတို့ကကျွန်တော်ကိုရှင်းလင်းခွင့်ပေးမည်မထင်ဒီနေ့ကပဲလက်ထောက်အစိုးရရှိနေအကြောင်းနှင့်ပတ်သက်၍လိုက်ကိုကျွန်တော်ဝန်တွေ့ခဲ့သည်လက်ထောက်အစိုးရရှိနေသည့်အယူခံမှုတွင် တရားလိုအစိုးရရှိနေဖြစ်တရားဝင်ကြီးနလိဤဟိုက်ကုတ်တွင်လျှောက်လဲရသည်တရားစာများအလိုရမှုသူကဟိုက်ကုတ်တွင်ဤတို့လျှောက်လဲသည်အောက်ယုံကခရိုင်တရားသူကြီးစစ်ဆေးကြားနာခဲ့သလိုတရားခန်းသည်ပြစ်မှုကျူးလွန်ကြောင်းသက်သေအထောက်ထားပြည့်ပြည့်စုံစုံခန့်ခန့်လုံလုံမရှိဟုသူထင်သည်အလွန်ဆုံးကျူးလွန်သည်ဆိုလျင်ပင်ကားမောင်းရ၌အဆုံးဖြတ်လွှဲမှသည့်ပြစ်မှုသာဖြစ်ပေသည် သူဤအထက်ပါလျှောက်လဲချက်ကိုမစတာလိုက်အားထောက်ပြသည် ဤသို့လျှောက်လဲသည်မှာပြည်ထရေးဝန်ကြီးချုပ်ကညွှန်ကြားသည့်အတိုင်းလျှောက်ခခြင်းလားဟုမေးကြည့်သည်ဟုတ်ပေသည်ဤတိုင်းမှန်သည်အစိုးရရှိနေ၏လျှောက်လဲချက်မှာသူညွှန်ကြားချက်အတိုင်းဖြစ်သည်ဟုချုပ်သားစွာပင်ပြောပြသည်ထို့အခါကျွန်တော်ကအစိုးရကညွှန်ကြားရမှာတရားကြုံးကတရားခံအားအပြစ်မှလွတ်စင်ပြီဆိုရင်သူကမကန့်ကွက်ရဟူ၍ပင်ဖြစ်တင်သည်ဟုထောက်ပြပါသည်လိုက်ကအေးမှုကိစ္စနဲ့ပတ်သက်၍နောက်ထပ်မဆွေးနွေးလို့ပါဟု ျွန်တော်ကိုပြေးလိုက်သည်ကျွန်တော်တွေ့တွင်တောင်းဒီကိုစာချေအေကခွင့်ကြိုပြီးနိုဝင်ဘာ3ရက်နေ့လယ်2နာရီခွဲတွင်ချိန်သည်သူ့ကို အပေါ်တက်ရုံးခန်းတွင်တွေ့ရသည်တွေ့လျင်ပင်ရီဗလီဤစာကိုထုတ်ပြလိုက်သည်စာကိုဖတ်ကြည့်ပြီးအံ့အားတင်နေသည်ဒီကိစ္စငါဘာမှမသိပါလားဟုဆိုသည်အခုကျွန်တော်ကိုကြောက်ရှိဖို့စီစဉ်တာဟာအပြစ်ပေးတာနဲ့အတူတူပါတရားသူကြီးတွေအမှုစကြတယ်စီရင်ချက်ချကြတယ်အဲ့ဒီအခါမှာတရားဥပဒေနဲ့တော့ညှို့တယ် ါပေမဲ့အုတ်ချိုရေးပိုင်းရဲ့စိတ်တန်းကြမဖြစ်လာဘူးအဲ့ဒီလိုအခါမျိုးမှာတရားသူကြီးတွေကိုအုတ်ချိုရေးသမားတွေကအပြစ်ပေးနိုင်သလားဘယ်အပြစ်ပေးနိုင်မလဲဘရင်ကန်ကချက်ကျဲမဲ့ဖြစ်ပေသည်ဒီလိုဆိုရင်ဒီကိစ္စကိုဘရင်ကန်ရဲ့လက်ထဲအပ်ခဲ့ပြစေတကယ်လို့ကျွန်တော်သာပြောင်းရွှေ့ခံရမယ်ဆိုရင်တော့မြန်မာပြည်ထဲမှာရှိတဲ့တရားသူကြီးတွေအလုံးဟာအုတ်ချိုရေးအာဏာပိုင်တွေစီအမိန့်ခံပြီးမှစီရင်ချက်ချရမယ်အခြေအနေမျိုးရောက်တော့မှာပါပဲစိုးရိမ်နေပါနဲ့လေငါကြည့်လိုက်ပါအောင်မယ် စာကြည်ကလုံးလုံးချင်းချင်းပဲပြောပါသေးပြီးတော့တခုတိုက်တဲ့ချင်းပါသေးတယ်တကယ်လို့သာ ရေဗလီစာတွေကပါတဲ့အကြောင်းကြောင့်ကျွန်တော်ပြောင်းရှိရမယ်ဆိုရင်တော့ဒီကိစ္စကိုဘီလက်ကအိန္ဒိယအတွင်းဝင်စီအထိတိုင်ရလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်စာကြည်မှာစိတ်ရှုပ်သွားဟန်တူသည်ညနာလဲမကောင်းဖြစ်သွားသည်ပြီးတော့သူကြည့်လိုက်ပါအောင်မြည်ဟုကျွန်တော်ကိုကျွေးသိပ်ပါသည် သူ့အမူအရာမှာတကယ်ပင်စိတ်မကောင်းဟန်ပေါ်နေသည်ကိုချင်းစာမီးပုံလဲရသည်တို့နဲ့ ျွန်တော်တိုင်တန်းစာကိုထားခဲ့ကသူ့ရုံးခန်းမှာထွက်လာခဲ့သည်။လွန်ရက်မှာ၆ရက်တွင်ဘရင်ကန်ဤမိဆွေတယောက်ကျွန်တော်ကိုလာတွေ့သည်။သူကခမည်းကိုပြောကြရှိတယ်။ဘရင်ကန်ကပြောတယ်ကောင်စီမှာသူကလူနည်းစုဖြစ်တယ်။ဒါပေမဲ့ခမည်းမှန်တယ်ထင်လို့သူတက်နိုင်တယ်များစူးစမ်းဆောင်ရွက်ပါမယ်တဲ့ဟူ၍စာချေအီးမှတ်တချက်ကိုပြောပြသည်။ထိုသတင်းစကားကိုပြန်လည်ဆင်ခြင်ကြည့်သည့်အခါစာချေအီးမှာဌာနဆိုင်ရာဤမှတ်ချက်ကိုအလွန်စံနိုင်ဟုသဘောပေါက်လာသည်။ထို့ကြောင့် အတွင်းဝင်ကြုံလိနဲ့တွေ့ရန်ဆုံးဖြတ်လိုက်သည်။သူရုံကန်းသည်အတွင်းဝင်ရုံတွင်ရှိပြီးရီဘလီ၏ရုံကန်းအထက်တက်တက်တွင်ရှိသည်။သူစီတို့တက်သွားလျင်ချက်ချင်းပင်တွေ့ကင်ကြသည်။ကျွန်တော်ကိစ္စမလုပ်မဲဆိုတာသိကြင်လို့လာခဲ့တာပဲ။ဒီရင်ကန်းစီမှာကျွန်တော်တိုင်ခဲ့တဲ့စာကိုခညာဖတ်ပြပြီလို့ယူဆပါတယ်။ကျွန်တော်ကတွေ့သည်။အင်းလေဖတ်ပြပြီးဒီစာထဲမှာရှိထားတဲ့လေတံကို ကျွန်တော်မကြိုက်ဘူး။ခညာပြောတဲ့တရားခံကိုအပြစ်ပေးတာကိုအစိုးရကိုယ်တိုင်ကမကြိုက်ဘူးဆိုတဲ့စကားလုံးတွေပဲ။ လိကဆိုသည်ဘာဖြစ်လို့ဒီစကားပြောရတယ်လဲဆိုတော့လက်ထောက်အစိုးရရှိနေကိုတိုင်ကအပြစ်ပေးတာကိုကန့်ကွက်နေတယ်ဒီအတိုင်းသတင်းစာတွေမှာပါနေတယ်လေသူဘာပြောတယ်ဆိုတာကျွန်တော်မသိဘူးဒါပေမဲ့အပြစ်ပေးတာကိုအစိုးရကမကြိုက်ဘူးဆိုတာတော့မဟုတ်ဘူးသူတို့မကြိုက်တာကထောင်နံပဲထောင်နံကလည်းပြစ်တင်ပြစ်ထိုက်တဲ့ပြစ်တယ်ပဲမှန်တဲ့အစီရင်ချက်ပဲဒီအစီရင်ချက်ကမှားတယ်အဲ့ဒီမှားတာကိုဟက်ကကမှန်အောင်ပြင်ဆင်ပေးလိုက်တယ်ဒီလိုဆိုရင်ခင်ဗျားတို့ဘာလုပ်မလဲ ခမည်းကိုဒီယာတို့ကကြောက်ရွှေ့ပေးမယ်။ဒါပေမဲ့ယာတို့တို့မှာပါခမည်းကိုရေမျိုးမင်းကြီးယာတို့မှာလိလခံမယ်။ရေမျိုးမင်းကြီးလက်ကမှာခရိုင်တရားသူကြီးထက်ဒီနေ့ပေါင်250ပို့သည်။လိလပြီးတော့ကျွန်တော်ကိုမလုပ်နဲ့။ခမည်းခွင့်ယူနိုင်ပြီလေ။အရင်တစ်ခါတွေ့တော့ကခမည်းခွင့်ယူခြင်းနဲ့ပြောတယ်လို့မှတ်မိတယ်။ခွင့်ကပြန်လာတဲ့အခါရေမျိုးမင်းကြီးနေရာလိလရင်ခမည်းရနိုင်တဲ့အခွင့်အရေးရှိတယ်ပေါ့။စဉ်းစားဖို့အချိန်ပေးပါဦး။ အချိန်သိမ့်မရှိဘူးအခုပဲခမားတိုင်နှက်စာကိုပြန်ကြားဖို့ကျွန်တော်အမိတ်စာတစ်စောင်ရေးနေတယ်အဲ့ဒီစာထဲမှာခမားအတွက်ပျောက်ရွှေ့မိတ်ပါသားပြီအဲ့ဒီစာထဲမှာဖိုတက်စတူမှုကိုကျွန်တော်ကန်တွေ့တာအသိမြတ်ဘူးဆိုတဲ့အကြောင်းပါရင်အဲ့ဒီအကြောင်းကြောင့်ပျောက်ရွှေ့ရတာဖြစ်ရင်တော့ဒီကိစ္စကိုအိန္ဒိယအတွင်းဝင်စီတိုက်တိုင်းမဲဆိုတာပုံမှန်လေးလေးပဲပြောထားပါရစေမစ္စတာလီဒီခဏညတူရသေးတယ်အင်းလေစာကိုပြန်ကြည့်လိုက်ပါဦးမယ်ဘလို့ပဲဖြစ်ဖြစ်ဒီမိန့်ကို ဘီရင်ကန်ကောင်စီကအတည်ပြုရမှာပဲဤတွင်အတွင်းဝင်ကြုံနဲ့ဆွေးနွေးပွဲပြီးဆုံးသွားပြီကျွန်တော်လဲစဉ်းစားဆင်ခြင်စရာတွေများစွာဖြင့်ပြန်လာခဲ့သည်မခိုင်လုံသည့်အကြောင်းကြားချက်ဖြင့်ပျောက်ရွှေ့ခြင်းမဟုတ်လျင်ပျောက်ရွှေ့မိန့်ကိုကျွန်တော်မလွန်ဆန်နိုင်အကြောင်းကြားချက်မခိုင်လုံလျင်ကဟိုင်ဟောရှိဘီလက်အတွင်းဝင်ထံအယူခံဝင်နိုင်သည်ထို့သောအယူခံဝင်မည်ဆိုသည့်ကိုလည်းအတွင်းဝင်ကြုံအားပြောထားခဲ့ပြီဖြစ်သည်ဤနည်းပြူဟာမှာအပြော့သည့်နည်းပြူဟာမှန်းကျွန်တော်သိသည် ို့တော့လေကျွန်တော်ပင်ကိုစရိုက်ရပေါထွက်လာသည့်နီးပြူပါပဲဖြစ်သည်ကျွန်တော်မှာအင်အားကုန်ခိုင်းနေသည်ရေရှည်တိုက်ရသည့်တိုက်ပွဲမျိုးကိုကျွန်တော်မတိုက်တဲ့ကြာကြာတင်းခနိုင်ပိုက်ဟော့တိုအယူကန်ကြီးအကြောင်းမကြေညာခဲ့လျက်ရေဗလီတန်မှစာရသည့်အထိဒီကံဆောင်ဆိုင်နေမိလျင်ထိုစာကိုကန်ကထိတိယောက်ယောက်အေးအေးယူဆောင်ရွက်နိုင်ပြီဖြစ်သည်၃ရက်ကြာလျင် အတုံးဝင်ရုပ်ထံမှ စာကိုရသည်သူစာတွင်ကျွန်တော်ကိုနှစ်သိမ့်တိလေးတပါလာသည် သူနှင့်တွေ့ဆကပြောခဲ့သည်တို့ကိုပြန်ရေးသားထားခြင်းပဲဖြစ်သည်အစိုးရကအပြစ်စီရင်သည်ကိုမကြိုက်ဟုသောကျွန်တော်အထင်သည်မှားယွင်းကြထောင်နှံကိုသာကန့်ကွက်ခြင်းဖြစ်ကြောင်းအကယ်၍ထောင်နှံစီရင်လင်ပိုတက်စကျူ၏ဘဝလမ်းဆုံးတော့မည်ဖြစ်ကြောင်းရှင်းပြထားသည်ထို့နောက်ရီဗလီ၏စာကို တာဝန်မယူကြောင်းညင်းဆိုသည်ကြောက်ရွံ့ခြင်းနှင့်ပတ်သက်၍မူရင်မျိုးမင်းကြီးရာသူရုတ်တရက်လစ်လက်သွားသည်ဖြင့်လူရှာနေခဲ့ကျွန်တော်ကကိတ္တထမ်းရွက်ရန်ဖြစ်သည်ဟုဆိုလေသည် ။ဤတို့ဖြင့်ခရစ်ဖက်ကနှစ်ခုသည်ကြည်အေးပြည်လေတော့ခဲ့သည်။နှစ်ဖက်စလုံးကမိမိအယူဆတာမှန်သည်ဟုစုပ်ကိုင်ထားကြသည်။ယခုကျွန်တော်ကြုံရသလိုအခြေခံအယူဆတစ်ခု၌သဘောထားကိုလည်းကတင်းမာလာပြီဆိုရင်အကောင်းဆုံးနည်းလမ်းမှာအိမ်ဒီမပြတ်ကောင်းကောင်းဟန်ဆောင်တတ်ဖို့အရေးကြီးသည်။ကျွန်တော်အဖြစ်မှာအချို့ရေးပိုင်း၌ရေးပါသောယာတို့ကိုကင်တွယ်ရသူများနဲ့သဘောကိုလည်းရသည့်ကိစ္စဖြစ်သည်။ဤတွင်ဘဝတူမစတာလီသည်အတွင်းဝင်ကြုပ်ဖြစ် စာရေးကောင်းသည်။ ပြန်ကြားပုံကောင်းသည်သူစာတွင်သူရည်ရွယ်အောင်မြင်စေရန်စကလုံးထလာများဖြင့်ဟန်ဆောင်ထားသည်ကျွန်တော်ယာတူပြောင်းရွှေ့ရခြင်းမှာလူတစုကျင်းနှံမှုရစေရန်ဖြစ်ပြီးယာတူတူအခြင်းမှာလည်းအခြားလူတစုကျင်းနှံစေရမည်ဖြစ်သည်ကျွန်တော်အစီရင်ချက်ကိုဥရောပတိုက်သားအချို့မြန်မာလူမျိုးများအလုံးအိန္ဒိယတိုင်းရင်းသားအလုံးနဲ့တရုတ်လူမျိုးအလုံးတို့ကနှစ်သက်ထောက်ခံကြသည်အကယ်၍သာကျွန်တော်ကိုယာတူတူမပင်လင်ထိုပုဂ္ဂိုလ်များကစူပူကန့်ကွက်ကြမည်ဖြစ်သည် အခုမှသူတို့ဘက်ကအယူခံပြင်ဆင်ချက်ကိုကန့်ကွက်ကြသည်မှန်တော်လဲသူတို့လေတံမှာပျော့နေသည်တရေစာညာကစောင်းမကြီးကခေါင်းကြီးပိုင်းမှာရေးသားကကန့်ကွက်ကြသည်အခါဆိုရသည်အမှုမှတ်တမ်းများကိုချုံမောအောင်စီစဉ်ပြီးတိတိငိမ့်ငိမ့်ပင်တုံ့ပြန်နိုင်သည့်အခြေအနေကိုဖန်တီးထားပြီးဖြစ်လေသည်တရင်စောင်းမများမှာ အတော်လေးညသည်လူတိုင်းပင်မကြည်မနက်ဖြစ်နေကြသည်ကျွန်တော်ကိုပျောက်ရွှေ့သည့်အမိတ်မထုတ်ပြန်ပြီးရန်ကုန် daily quiz ကကျွန်တော်အားပျောက်ရွှေ့ရန်စီစဉ်နေခြင်းကို ကန့်ကွက်သည့်ဆောင်မတ်ဆောင်ဖော်ပြသည်ယင်းသည်ဥရောပတိုက်သားကုန်တီကြီးများ၏အကျိုးစီးပွားမှကင်းလို့သည့်သတင်းစာဖြစ်သည်ကျွန်တော်အည်သွေးချို့ကိုဖော်ပြပြီးဗြိတိရှားတို့၏တရားမျှတမှုသည်စံတင်ထိုက်တီကိုပြရန်လိုကြောင်းထိမ့်သိမ်းရန်လိုကြောင်းရေးသားလိုက်သည်ဗြိတိရှားတို့၏စံပြတရားမျှတမှုသဘောတရားသည်မူလရွေချက်ပြောက်ကွယ်လိုနေပါဖြစ်နေပြီးအကြောင်းမှာယင်းကို ထောက်ခံတိဆောက်သူတို့သည် စန္နာကတိလိုက်စားကြသဖြင့် မြင့်မြတ်သည့်သဘောတရားကိုပျက်စီးဆုံးမရခြင်းသာဖြစ်သည်ဟုကြီးသားထားသည်အင်္ဂလိပ်တို့သည်သစ္စာရှိသည်စိတ်နှလုံးကောင်းရှိသည်ဆိုသည်ကို အခါအားလျော်စွာညီမတို့ဤကွင်ရခဲ့သည်နားလည်ကွင်ရခဲ့သည်တိုးတော်လဲအုတ်ချိုရေးဘက်ကယခုလိုတရားဥပဒေကိစ္စတွင်ဝင်ရောက်ဆွတ်ဖက်သည့်အခါရှေးရခင်ကထင်ရှားသောအင်္ဂလိပ်ကြီးများတိဆောက်ခဲ့သည့်တမာတမတ်ရှိခြင်းတရားမျှတခြင်းသဘောတရားတို့သည်ညီမတို့၏အယုံကြည်ကင်းမဲ့မှုကို ထလောင်းအထည့်ပေးသလိုဖြစ်လာခဲ့သည်အစိုးရကယာတုအပြောင်းရွှေ့ကိုတရားဝင်ကြေညာသည့်အခါအခြားသတင်းစာများကလည်းကန့်ကွက်ကြသည်ရန်ကုန်တိုင်းသတင်းစာသည်ဥရောပတိုက်တာကုန်ပြည်လောက၏သတင်းစာဖြစ်သည်ထို့ပြင်အစိုးရ policy ကိုညာတော်အဖြစ်ထောက်ခံလေးရှိသည်တို့ရတွင်ယခုအမှုကိစ္စ၌ကဥချုပ်ရေးပိုင်းကအယူအဆနှင့်ကုတ်ထက်ကဝေဖန်ရေးသားထားသည်ဝင်ပါ22ရက်ထုတ်သတင်းစာမှာတရားကြုံများတွင်အမှုစစ်ဆေးရ၌ မ္မထိတ်တန်ကြဖို့လိုကြောင်းတရားနှစ်တပ်မှုပြသရလိုကြောင်းကိုရေဘူးရသဘောဝေဖန်ချက်ရေးသည်ဤသဘောထားမျိုးကိုသတင်းစာအများစုကဖော်ပြကြလေသည်ရန်ကုန်ရှိနေတဲ့ကလည်းလူယုလုစင်မဟုတ်ပဲတောင်းရှိမိရန်ကုန်တရားသူကြီးကို စကားလက်ဆောင်တစ်ခုပါကနှုတ်ဆက်သည်ဂျင်း၌ယခုပြောင်းရှိမိတရားသူကြီးသည်သူ၏တာဝန်ဝတရားများထမ်းရွက်စဉ်တွင်တရားစီရင်ရေးတွင်နှက်နှက်တတဖြစ်အောင်ဆောင်ရွက်ခဲ့သည်ဖြင့်ဂျင်း၏အားရမိကြောင်းအလေးထားဖော်ပြသည် အချို့ရေးပိုင်းကမူထိုရေးသားတို့ကိုနှကောင်းရှုကြသည်သို့သောဤတို့မှတုံ့ပြန်ခြင်းမပြုဘဲရင်းငုံနှုတ်ပိတ်နေသည်မြမပြည်တို့လာရောက်အမှုထမ်းသည်ဆိုသည်ကလေးက25နှစ်ခန့်ရေးချားနေကြတွင်ဘဝကိုမြုံနေကပေါ်လာတညအရေးခင်းတို့ကိုရင်ဆိုင်ဖြည့်ချင်းရမည်သာဖြစ်သည်တာဝန်လည်းရှိသည်ထိုခါမျိုးတွင် ကိုခန့်ကောင်းဖို့လိုသည်တတိရှိဖို့လိုသည်ငါသည်အတုံးကြသည့်အုတ်ချိုရေးတမဖြစ်သည်တမရေးရှိသည့်စသည့် စိတ်တညောမွေးနိုင်နေရင်အရေးခင်မှန်သမျှကိုရင်ဆိုင်နိုင်ပြီမို့ဤစိတ်တဤတတိကြောင့်ပင်တရင်စာညာက ခနေ့ကျကလိကျဝေဖန်ကြသည်ကိုမတုံလှုပ်သည့်စိတ်ဖြင့်ကြံ့ကြံ့ခံနိုင်ကြခြင်းဖြစ်သည်ယခုနောက်ဆုံးစစ်ဆေးသည့်အမှုကာလအတွင်းစာချားတယောက်မြမပြည်တွင်ရှိနေလေဘလို့ဖြစ်ပြနိုင်မလဲဟုကျွန်တော်စဉ်းစားကြည့်သည်စာချားတာရှိခဲ့လျင်အယူခံမှုမပြည့်သေးပဲ Fortress 2ကိုအစိုးရအင်တော်ကပွဲသို့ဖိတ်ကြားမိမျော် ထို့အတူရေဗလီဣဆာကိုကိုင်ကသူထံသို့သွားเสียကြောင်းလဲပေါ်လာလိမ့်မည်မထင်ထို့နည်းအတူယခုနောက်ဆုံးကြုံတွေ့ရသည့်ကကြမလွန်းနေလဲကျွန်တော်ရင်ဆိုင်ရမည်မထင်တရားရေးဝန်ကြီးဆာအာတာဝိတ်ခွင့်ယူထားသည်မှာလဲအခြေအနေတစ်မျိုးပြောင်းလဲစေသည်သူရှိနေလင်းမူတရားရုံးကြီးတိတ်ခါကို အကြာစင်းခံကြီးမောယခုကပြစ်ပေါ်လာသည့်အရေးခင်းတွင် ကျွန်တော်တယောက်တည်းဤအဖြစ် ICS ၃ယောက်ကိုရင်ဆိုင်ရသည်ယခုအခိုက်တန့်တွင်သူတို့၃ဦးသည်ပင် ိုးရအဖွဲဖြစ်နေတယ်။သူတို့သဘောထားတည်ကျွန်တော်နဲ့ချောင်းချောင်ကြီးဆက်ကျင်နေလေတယ်။တကယ်၍သာအတွင်းဝင်ကြရတို့တည်ဖူကာတီလက်ထဲတွင်ရှိနေပြီးဘကိုးတိုင်းမင်းကြီးရတို့ကိုစွတ်သိမ့်ပင်ကခံထားမည်ဆိုရင်တမျိုးတဖော်လမ်းပွင့်လာနေ။ဖူကာတီတည်လူလူချင်းနှစ်တာထောက်ထားစိတ်ရှိသူဖြစ်တယ်။စွတ်သိမ့်ပင်တည်ဂျိုးသေးလေးစားထိုက်တည်ဂုံတွဲရှိသူဖြစ်တယ်။သူတို့သာအချို့ကြီးထိပ်ပန်းရောက်နေရင်ကျွန်တော်ကကြမှာအလှည့်တောင်းတည်ချောင်ဖြူတည်ဒန်းစီတို့ဥတီနေပဲလေညီ ထိုကံကြောတွင်ကျွန်တော်တော်လဲသူတို့နဲ့ဆက်ကြံသည့်အယူအဆဘက်ကရက်တီစရာအကြောင်းပေါ်လာညီမဟုတ်ဘူးတင်နေတို့တော့မြမပြည်တွင်အင်္ဂလိပ်တို့အုပ်ချုပ်ပုံမှာတစ်ဖက်ဆောင်းနေချက်ကဗလိုက်တိမ်မှာထင်းထင်းရှားရှားပေါ်လွင်နေသောအချိန်မျိုးတွင်ကျွန်တော်ကတရားဥပဒေချိန်ခွင့်ရှာကိုဖြောင့်တန်းအောင် ထိန်းချောင်းပေးရန်စူးစမ်းသည်မှာအချိန်ခါဤလိုအပ်ချက်တစ်ခုဖြစ်သည်ဟုယူဆမိသည်တို့တိုင်အောင်ကျွန်တော်ဘက်ကမြို့တို့ပင်တရားမှန်တိုင်ကိုထိန်းချောင်းညာလဲကျွန်တော်ကျိုးပန်းချက်သည် မြမတောင်းသူလည်းတမားတို့ဤအောင်ကြွမှုကိုတားဆီးနိုင်မည်မထင်